မှန်ဝင်ငွေမရှိသေးပဲနဲ့ life insurance အသက်အမကန်မှာငွေစုတက်လာဆိုပြီးတော့ခဏခဏအမေးများနေတဲ့မိခွန်းလေးနဲ့ပတ်သက်ပြီးတော့ရှင်မြတ် sharing လေးလုပ်ပေးစီပါတယ်။ life insurance အသက်အမကန်ဆိုတာ10နှစ်တန်ပြီး15နှစ်တန်ပြီး20နှစ်တန်ပြီးနှစ်အရွယ်သွားတဲ့ product မျိုးဖြစ်တဲ့အတွက်ကို့မှာပုံမှန်ဝင်ငွေမရှိနေဘူးဆိုလို့ရှိရင်လုံးဝမစုတင်ပါဘူး။အကယ်၍ကိုကပုံမှန်ဝင်ငွေရှိနေတဲ့သူဆိုလို့ရှိရင်တော့မှ life insurance ကိုခေါ်တဲ့အသက်အမှားခံဆိုတာ investment အရင်းနှီးမြုပ်နှံမှုလောက်တာမျိုးမဟုတ်တဲ့အတွက်ကိုယ်ဝင်ငွေရှိသမျှကိုလည်းပုံဩပြီးတော့လုံးဝမစုသင့်ပါဘူးအကျဉ်းများဖြင့်ကိုယ်ဝင်ငွေရဲ့20ရာခိုင်နှုန်းခန့်ကိုသာကိုမလိုချင်တဲ့ကိုရုပ်တရက်ဆုံးမသောမှာကိုမလိုချင်ဘူးကို့မှာ critical illness လို့ခေါ်တဲ့ပြင်းထန်ရောဂါလိုမျိုးငွေကုန်ကြေးကျများစွာကုန်ပြီးတော့ဈေးကူတာရမယ်ပြင်းထန်ရောဂါလိုမျိုးဖြစ်လာမှဘူးမှမလိုချင်ဘူး ကိုရုပ်တရက်ဆုံးမတော့မှမလို့ချင်ဘူးကိုအလုံးမလုံးနိုင်တော့တဲ့အခြေအနေမျိုးဝင်ဝင်မရှာနိုင်တော့တဲ့အခြေအနေမျိုးဖြစ်လာမှကိုလည်းဘယ်သူမှမလို့ချင်ဘူးကိုအသက်ကြီးလာလို့အလုံးမလုံးနိုင်တော့တဲ့တနေ့ကြလို့ရှိရင်လည်း ကိုယ့်ရဲ့မိသားစုတွေကိုယ့်ရဲ့ဆွေမျိုးတွေကိုယ့်ရဲ့ညီကိုမောင်နှမတွေကိုညံ့တာနှင်ငယ်နဲ့ငွေကြေးအတွက်အောက်ကျနောက်ကျခံပြီးတောင်းနေရမယ့်ဘဝမျိုးကိုလည်းဘယ်သူမှမလိုချင်ဘူးဒီအဲ့ဒီလိုမျိုးကိုယ့်ဘဝမှာကိုယ်မလိုချင်တဲ့အရာတွေကိုယ်မမျှော်လင့်ထားတဲ့အရာတွေကိုကြိုတင်ကာကွယ်မှုအနေနဲ့ life insurance အသက်အမကန်မှာငွေစုတာဖြစ်ပါတယ် life insurance အသက်အမကန်ဆိုတာဥပမာဆွေမျက်ကကိုယ့်လက်ထဲမှာမရှိသေးဘဲနဲ့ကိုချစ်တဲ့သားသမီးလေးတွေနောင်ရေးကိုချစ်တဲ့မိသားစုနောင်ရေးအတွက်ကို သိန်းတထောင်ကြိုတင်ပြီးတော့အသက်အမကန်ထားပေးခြင်းလဲဆိုပါတော့ကိုယ့်လက်ထဲမှာသိန်းတထောင်တကယ်မရှိသေးပဲနဲ့သိန်းတထောင်တဲ့ life insurance account တစ်ခုကိုစာဖွင့်နိုင်မယ်အဲ့လိုစာဖွင့်ပြီးပြီဆိုရင်ကျွန်မကတစ်နှစ်စာကို300လို့မျိုးဒါမှမဟုတ်ရင်6လတခါကို350လို့မျိုးဒါမှမဟုတ်ရင် 3လတခါ25သိန်းလိုမျိုးလေအသက်အမကန်လို့ခေါ်တဲ့ life insurance မှာစပြီးတော့ငွေစုလိုက်ပြီးဆိုတာနဲ့ကျွန်မတစ်ချိန်ပဲတွင်တွင်နှစ်ချိန်ပဲတွင်တွင်တစ်နှစ်ပဲတွင်တွင်နှစ်နှစ်ပဲတွင်တွင်စုနေရင်းနဲ့ကျွန်မရုပ်တရက်ဆုံးမသွားပြီးဆိုတာနဲ့ကျန်တဲ့ပတ်စံကိုလုံးဝဆက်သွင်းစရာမလိုတော့ဘဲနဲ့ကျွန်မချစ်တဲ့သမီးလေးတွေကျွန်မချစ်တဲ့မိသားစုတွေကိုကျွန်မအမျော်မြင်ရှိရှိနဲ့ကြိုတင်ပြီးတော့စုဆောင်ပေးခြင်းနဲ့တိတ်တထောင်ဆိုတဲ့အကာအကွယ်ကိုချက်ချင်းရမှာဖြစ်တယ် life insurance ဆိုတာက အတ္တမဂန်ကုမ္ပဏီနဲ့အတ္တမဂန်ထားတဲ့သူ နှစ်ဦးနှစ်ဖက်အပြန်အလှန်ဂတိကဝတ်တွေကိုဒစိန်ကောင်းကပ်ပြီးတော့ချုပ်ဆိုထားတဲ့စာချုပ်မျိုးဖြစ်တဲ့အတွက်ကိုအသက်အမခံကုမ္ပဏီတွေဘက်ကလည်းကိုသည်တစ်ချိန်ပဲသွင်းသွင်းနှစ်ချိန်ပဲသွင်းသွင်းတစ်နှစ်ပဲသွင်းသွင်းနှစ်နှစ်ပဲသွင်းသွင်းကိုကသိန်းတစ်ထောင်အကာအကွယ်ယူထားတယ်ဆိုလို့ရှိရင်ကိုလက်ထဲမှာသိန်းတစ်ထောင်တကယ်မရှိပေမဲ့ရုပ်တရက်ဆုံးပါသွားပြီဆိုတာနဲ့ကျွန်မလိုချင်တဲ့သိန်းတစ်ထောင်ကိုကျွန်မချစ်တဲ့မိသားစုတွေအတွက်ကျွန်မချစ်တဲ့သမီးလေးအတွက်ကိုချက်ချင်းပေးရမှာဖြစ်တယ်တစ်ဖက်ကလည်း အသက်ဟာမကန်ကုမ္ပဏီတွေမှာကျွန်ုပ်တို့လိုမျိုးဝင်စုတဲ့သူတွေဘက်ကလည်းကိုယူထားတဲ့ policy တက်တန်9နှစ်တန်းသည်10နှစ်တန်းသည်15နှစ်တန်းသည်20နှစ်တန်းသည် policy တက်တန်းပြည့်တဲ့အထိကိုမှန်မှန်လေးငွေစုသွားဖို့လိုပါတယ်။အဲ့လိုမဟုတ်ဘဲနဲ့ကျွန်မကကို့မှာငွေဘူးပေါ့နော်။ကိုရေရှည်မသွင်းနိုင်တဲ့ငွေဘူးကိုကိုကအသက်ဟာမကန်အကြောင်း လေ့လာပြီးတော့ကိုမိသားစုအတွက်ကိုချစ်တဲ့သားသမီးလေးတွေအတွက်အကာအကွယ်လိုချင်လို့ပဲဖြစ်ဖြစ်ချက်နဲ့တို့လိုမျိုး financial advisory ရှင်းပြပေးတာကိုအရန်သဘောကျပြီးတော့အရန်ထားချင်သွားလို့ပဲဖြစ်ဖြစ်ကိုလက်ထဲမှာပုံမှန်ဝင်ငွေမရှိဘဲနဲ့လက်တော်6လစာတစ်နှစ်စာလောက်တော့ကိုပေးစရာရှိတယ်ဒါပေမဲ့နောက်နှစ်တွေနောက်နှစ်တွေနောက်နှစ်တွေအဲ့ဒီဝင်ငွေကဘလို့ဖြစ်မလဲဆိုတာမရေရာမသေးကြဘူးဆိုလို့ရှိရင်လုံးဝကိုအတ္တအမကံမှာငွေမစူးတင်ပါဘူးဘာဖြစ်လို့လဲဆိုတော့အတ္တအမကံဆိုတာနှစ်ရှည်ခေါင်းရည်နဲ့ ့သွားရတဲ့ငွေစုနည်းမျိုးဖြစ်တဲ့အတွက်ကိုပုံမှန်ဝင်ငွေရဲ့20ရာခိုင်နှုန်းပမာဏလောက်ကိုသာခေါင်းအေးအေးနဲ့စုသွားတဲ့ငွေစုနည်းတစ်မျိုးပဲဖြစ်ပါတယ်။အဲ့လိုမဟုတ်ဘဲနဲ့ကိုကတည်ရင်ကလေ6လတန်းသီးတစ်နှစ်တန်းသီးနှစ်နှစ်တန်းသီးကိုစုနိုင်တယ်ကိုသွင်းနိုင်တယ်ထင်ပြီးတော့ ထားလိုက်ပြီးတော့မှရုတ်တရက်ဆက်မသွင်းနိုင်တော့ဘူးဖြစ်ရင်ရုတ်တရက်ကိုယ်မှာ pressure ဖြစ်လာမယ်ကိုယ်အလုပ်ကလည်းမကောင်းကိုယ်မှာပုံမှန်ဝင်ငွေရလည်းမရှိဘူးတစ်ခေါက်တစ်ခေါက်ဒီ life insurance မှာငွေသွင်းမှုအတွက်ကလည်းစိတ်ပြည့်စုံမှုများနေတယ်ဆိုရင်ကိုယ်တဖြည်းဖြည်းနဲ့ပင်ပန်းလာမယ် life insurance မှာငွေသွင်းရတာလည်းကိုယ်မပြောတော့ဘူးအခုလိုခဲ့မှာဆိုလို့ရှိရင်အကုန်လုံးကစီးပွားရေးတွေကျက်တယ်အလုပ်ကိုင်းတွေခက်ခဲတယ်မိသားစုရဲ့စိတ်ပင်ပန်းမှုတွေအမျိုးမျိုးအဖက်ဖက်ကပင်ပန်းနေတဲ့ကြားထဲမှာကိုမိသားစုအတွက်ကိုချစ်တဲ့သားသမီးလေးတွေအတွက်ငွေကြေးအကာအကွယ်လိုချင်လို့ life insurance အသက် တ်ဟာမကန်ကိုထားထားပြီးတော့မှတစ်ခါထပ်ပြီးတော့ကို့မှာ pressure ဖြစ်နေတယ်အတက်ဟာမကန် life insurance မှာငွေသွင်းမှုအတွက် ကိုကို့အတွက် pressure တစ်ခုဖြစ်နေလဲဆိုလို့ရှိရင်အဲ့ဒါဒီအဆင်မပြေပါဘူးအဲ့လိုလိုမျိုးဆိုလို့ရှိရင်လုံးဝမစုတဲ့မှာဘူးလို့ဆိုမြတ်အကြံဉာဏ်ပေးချင်ပါတယ်အကယ်၍ကိုကပုံမှန်ဝင်ငွေတော့မရှိဘူးဒါပေမဲ့ကိုချစ်တဲ့မိသားစုတွေအတွက်ကိုချစ်တဲ့သားသမီးလေးတွေအတွက်ကိုပေါ့ပေါ့ပါပါနဲ့အယမ်းမပင်မမ်းမဲနဲ့ ငွေကြေးအကာအကွယ်ရကျင်တာမျိုးဆိုလို့ရှိရင်တော့ saving ငွေစုတာမပါဘဲနဲ့ protection only ကိုအတွက်အကာအကွယ်တည်တဲ့မျိုးကိုပေးတဲ့ health insurance ဆေးရုံအကာအကွယ်အာမခံလိုမျိုးကိုဒါခေါင်းအေးနဲ့ထားသင့်ပါတယ်ဥပမာဆေးရုံအကာအကွယ်အာမခံဆိုလို့ရှိရင်ကိုတစ်နှစ်အတွင်းမှာမြန်ရုပ်တည်နေတိုင်းမကောင်းဖြစ်ပြီးတော့ဆေးရုံတက်ရတယ်ဆိုလို့ရှိရင်ကိုဘသူကိုမှအောင်ပြခံစရာမလိုဘူးကိုမိသားစုတည်လဲငွေကြေးအတွက်ကိုရဲ့စေကူတာကြီးအတွက်ကိုဘယ်ဆွေမျိုးကိုမှဘသူကိုမှအောက်ကြနောက်ကြခံပြီးတော့ပတ်စံတွေလိုက်ချင်းငှားနေစရာမလိုဘဲ နဲ့ကိုထားထားတဲ့အသက်အမကန်ကုမ္ပဏီကနေပြီးတော့ကိုယူထားတဲ့တန်ဖိုးအတိုင်းပဲစိတ်ကူတော်မှုကုန်ကျစရိတ်ကိုကြခံဖြည့်ရှင်းပေးမှာဖြစ်သလိုတနေ့အတွင်းမှာကိုသာမမျှော်လင့်မဲနဲ့ရုတ်တရက်ဆုံးပါသွားခဲ့လို့ရှင်လေကိုချစ်တဲ့မိသားစုတွေအတွက်ကိုချစ်တဲ့သားသမီးလေးတွေအတွက်ကို health insurance စိတ်ဟုံအကာအကွယ်အာမခံမှာကိုယူထားတဲ့အတိုင်းပဲ ိန်90တန်သည်သိန်100တန်သည်သိန်100တန်သိန်250တန်သည်စသဖြင့်ငွေကြေးအကာအကွယ်တစ်ခုကိုလည်းရရှိမှာဖြစ်တဲ့အတွက်ကိုကနှစ်ရှည်ငွေမသွင်းနိုင်ဘူးကို့မှာပုံမှန်ဝင်ငွေမရှိဘူးအခုလိုမျိုး crisis တွေတဘာဝဘေးတွေကပ်ဘေးတွေဆိုရင်တော့ကများနေရတဲ့ဆိုရဲအချိန်မျိုးမှာကို့အတွက်ပေါ့ပေါ့ပါပါနဲ့သွင်းရတဲ့ငွေပမာဏကလည်းဈေးကြီးတဲ့ငွေပမာဏမျိုးမဟုတ်တဲ့အတွက် health insurance one year protection အကောင့်ဝင်မျိုးကိုပဲထားပါလို့ဒီနေ့အကြံဉာဏ်ပေးခြင်းပါတယ် ကို့အတွက် financial planning နဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်တာပဲဖြစ်ဖြစ် health insurance နဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်တာပဲဖြစ်ဖြစ်သိချင်တာများရှိခဲ့လို့ရှိရင်ပြည့်ပြည့် CV သို့မဟုတ်ပြည့်ပြည့် fiber တွေကိုဆက်သွယ်ပြီးတော့အသေးစိတ်မေးမြန်းနိုင်ပါတယ်ရှင်။